မင်္ဂလာပါရှင်။အင်ပြလန်းချန်နယ်ကနေဒီတစ်ခါမှမျှဝေပေးသွားချင်တာကတော့2024အောက်တိုဘာလ18ရက်နေ့ Federal Channel မြန်မာမှာပါရှိတဲ့စောင်းပါဖြစ်ပါရရှင်။ဒီစောင်းပါကိုရေးသားသူကတော့ကုကြောကုကိုဖြစ်ပါရရှင်။ပြည်သူပြည်သားများပြန်လည်သုံးသပ်နိုင်ဖို့မျှဝေတင်ဆက်ပေးလိုက်ရပါရရှင်။စောင်းပါအကြောင်းအရာကတော့သွေးစည်းညင်ညွတ်ရေးနဲ့အခြေခံဒေသအာဏာပြဿနာဖြစ်ပါတယ်။နားဆင်လေ့လာကြည့်ကြရအောင်ရှင်။ ဒီကနေ့နေရအနက်မှာတော်လန်စစ်အချိန်မြင့်ပြီးဆရာနာရှင်စနစ်ရဲ့ခံကြောက်တွေတစ်ခုပြီးတစ်ခုဆုံးရှုံးနေတာကိုတွေ့ရပါတယ်။ဒီတိုက်ပွဲအချိန်နဲ့တပြိုင်နက်တည်းမှာတိုက်ပိုက်ရယူထားတဲ့အခြေခံဒေတာတွေမှာတော်လန်ရေးတပ်ဖွဲ့တွေအချင်းချင်းကြားတိုက်ခိုက်ပစ်ခတ်တံတွေကိုလည်းကြားလာရပါတယ်။တော်လန်ရေးတပ်ဖွဲ့တွေကြားမှာမိမိတို့အမျိုးသားရေးအလံကိုအပြိုင်လွှင့်ထူဖို့ကြိုးပမ်းရင်းအခြေခံဒေတာရဲ့အာဏာကိုအပြိုင်အဆိုင်အလူအယက်တိမ့်ပိုက်လာကြတဲ့အတွက် အခုလိုပတိပကအစ်စ်ထက်မှန်ပေါ်ထွက်လာတာပါ။တမန်ကရှန်ကခတ်တိန်တိန်တွင်းရင်တော့လူမျိုးရေးပတိပကတွေနည်းမြေလူဘွယ်တွေလို့တုံးတက်ကြပါလိမ့်မယ်။တကယ်အတွင်းကြကြပြဿနာကတော့အောက်ချောက်ရေးအာဏာကိုတုံနိုင်ကိုနိုင်အပြိုင်အဆိုင်ပိုင်ဆိုင်ခွင့်ရယူရေးလောက်ကြတဲ့အာဏာလွန်ဆွဲပွဲတွေပဲဖြစ်ပါတယ်။တက်တုံညာနှစ်ခွန်နဲ့အတူရှမ်းမြောက်ကတအောင်းတက်မတော်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော်တို့ကြားမှာဖြစ်တဲ့လက်နက်ကင်တိုက်ပွဲတွေဟာလည်းအဆိုပါအာဏာပြည်ထနာကိုထင်ဟပြတာနေပါတယ်။အလားတူပဲချင်းညီနောင်တပ်ဖွဲ့နဲ့အရက်ခတက်တော်ပူပေါင်းအဖွဲ့ကတစ်ဖက်ချင်းလန်းကောင်စင်နဲ့ချင်းမျိုးသားတက်ဦးအဖွဲ့ကတစ်ဖက်ဖြစ်နေတဲ့တိုက်ပွဲတွေကလည်းအခြေခံဒေသအာဏာတိဆောက်ရေးပြဿနာပါပဲ။ကျွန်တော်တို့အနေနဲ့သမိုင်းကိုဂွင်းဆက်မပြတ်လေ့လာပြီးသင်ခန်းစာထုတ်ယူခဲ့တဲ့အခါ ယခင်ကလည်းအထက်ပါအာနာပြတနာကြောင့်လူမျိုးစုလက်နက်ကင်တွေနဲ့တော်လရင်အင်အားစုတွေအကြီးအကျယ်ရှုံးနိမ့်ဘူးတာကိုတွေ့ရှိခဲ့ရပါတယ်။1948ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ဖာစာပါလအာနာရှင်တွေကိုတော်လန်တဲ့လက်နက်ကင်တော်လန်ရေးဟာအပိသက်မှာမအောင်မြင်ပဲကြာရှုံးခဲ့ရပါတယ်။ ထိုအချိန်ကကရင်မျိုးသားအဖွဲ့ချုပ်ဟာဆိုရင်အင်းစိန်ခဝဲကြံတမိုင်းလန်းဆောင်အထိတိမ့်ပိုက်ပြီးကမှရန်ကုန်အထိကိုအပိတ်တ်မတိမ့်ပိုက်နိုင်ပဲတက်ပြန်ဆုတ်ခွာခဲ့ရပါတယ်။ကရင်တို့ရဲ့အိမ်မက်ဖြစ်တဲ့ကော်တူးလီပြည်တီထောင်ရေးရီမန်းချက်ကိုတခြားသောတော်လှန်ရေးအင်အားစုတွေကလက်မခံအားမပေးတဲ့အပြင် အကျုပ်ဆိုစေအောင်စုနဲ့ပေါင်းပြီးတော့ KNU ကို ပြန်တိုက်ခဲ့တဲ့အထိပြဿနာဖြစ်ခဲ့တာပါ။ကရင်မျိုးသားအာနာတိဆောက်ရေးကိုကြံလူမျိုးစုတွေကလက်မခံတယ်လို့မမမျိုးသားအာနာတိဆောက်ရေးကိုကရင်ပါဝင်ကြံလူမျိုးစုများကလည်းနှစ်သက်သဘောကျကြမှာမဟုတ်ပါဘူး။ဒီကနေ့ကျွန်တော်တို့ဖြတ်တန်းနေရတဲ့တော်လိုင်းရေးဟာအဆင့်တွေများတယ်လို့သက်တွယ်ချက်တွေလည်းထွေပြားပါရတယ်။ ရှင်မန်းကျပ်ပန်းနိုင်တွေလည်းများနေပြီးတော့တစ်ခုနဲ့တစ်ခုကြားအကျိုးစီးပွားဆိုင်ရာပဋိပက္ခတွေလည်းတတော်ရှုပ်ရှုပ်ထွေးထွေးတရှိနေပါတယ်။အခြေခံဒေတာအာဏာပြည်ထနာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော်လရင်အင်အားစုများကြားကအခြေခံဒေတာအာဏာပြည်ထနာရဲ့မူလစင်မြစ်ကတော့လူမျိုးရေးအလံအပြိုင်ထောင်ချင်းပင်ဖြစ်ပါတယ်။စန့်ကျင်ဘက်အနေနဲ့ပြောရမယ်ဆိုရင်တော့လူမျိုးပေါင်းစုံညီညွတ်ရေးတပေါင်းစုအလံကိုအမြင့်မာဆုံးနှွင့်ထူကြဖို့ပဲဖြစ်ပါတယ်။ အန်ယူဂျီအမျိုးသားညီညွတ်ရေးအစိုးရကိုယ်တိုင်မှလည်းဒီအချက်နဲ့ပတ်သက်လို့နားလည်မှုတစုံတရာချုံငဲ့နေသေးတာကိုတွေ့ရပါတယ်။တသက်အနေနဲ့ပြောရမယ်ဆိုရင်စကိုင်းတိုင်းအတွင်းအခြေခံဒေသတိဆောက်ရေးအခက်အခဲတနည်းအားဖြင့်ပြောရရင်တော့အခြေခံဒေသအာဏာပြည်တနာအကြက်တဲကိုသူတို့ကိုယ်တိုင်ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။ပသုံးလုံးဆိုတဲ့နီးနဲ့စစ်ဘျူရိုကရေစီအခြေခံအာဏာကိုတိဆောက်ဖို့ကြိုးစားနေတာအမှားကြီးမှားပါတယ်။လူမျိုးပေါင်းစုံ ပြည်သူညီညွတ်ရေးတပေါင်းစုအာဏာတိဆောက်ရေးကသာပြည်သူတို့ရဲ့ထွက်ရလန်းဖြစ်ပါတယ်။အခြေခံဒေသအာဏာဆိုတာကဖက်ဆစ်ခုခံရေးနဲ့ဒီမိုကရေစီရရှိရေးကိုလိုလားတဲ့ပြည်သူလူထုကြီးတစ်ရက်လုံးထောက်ခံအားပေးတဲ့အာဏာဖြစ်ကိုဖြစ်ရပါမယ်။အခုကျွန်တော်တို့စီမလို့ကချင်အာဏာကိုတအောင်းကမကြည်လဲတအောင်းအာဏာကိုရှမ်းကမကြည်လဲစကိုင်းအခြေခံဒေသအာဏာကို NLD လိုလားသူတွေကမကြည်လဲနဲ့ တဘို့ဦးလိုက်နေတဲ့ပြဿနာကဖြိုချရေးတစ်ဖက်ကိုသာအားပေးပြီးတိဆောက်ရေးဘက်ကိုခုခံနေတဲ့အတွင်းပဋိပက္ခတွေဖြစ်ပေါ်လာစေပါတယ်။ကျွန်တော်တို့နိုင်ငံမှာတစုံလုံးဆိုင်ရာနိုင်ငံရေးအကျက်တဲတွေအများကြီးရှိတယ်ဆိုရင်လက်တလုံးမှာအဓိကကြတဲ့အကျက်တဲကတော့အခြေခံဒေသအာဏာတိဆောက်ရေးအကျက်တဲပဲဖြစ်ပါတယ်။ဒီအကျက်တဲကတော်လန်စစ်ကိုတုံ့နှေးစေပါတယ်။ရှေ့မရောက်ဖဲဖြစ်စေပါတယ်။ အဆောင်ဆုံးဆုံးမှာရန်သူစေအုပ်စုကိုပြင်ဆင်ချိန်ပေးတယ်လို့ဖြစ်ပါတယ်။အသက်ရှူပေါက်ပေးနေတယ်လို့ဖြစ်ပါတယ်။တော်လန်ရေးအင်အားစုကြားကညညရေးပြိုကွဲချိန်ကိုစေအုပ်စုကအခွင့်ကောင်းယူပြီးအသုံးချရင်ဗမာပြည်စေအုပ်စုတဆိုးရှိစေပါတယ်။ပြည်သူတွေစစ်ကြုံဘဝလွတ်မြောက်ရေးညတာဟာပို့ရှိပြီးတော်လန်ရေးအိမ်မက်တွေဟာလည်းအိမ်မက်ဆိုးတွေအဖြစ်နဲ့အမြဲ၆လက်နေတာကို ခံကြရပါလိမ့်မယ်။ အခြေခံဒေသအာဏာတိဆောက်ရေးဟာဒီမိုကရေစီနီလန်အတိုင်းသွားရမှာဖြစ်ပါတယ်။ဒေသခံပြည်သူရွေးကောက်တင်မြောက်တဲ့သူတွေနဲ့အာဏာရန်တရားကိုလဲပတ်ရပါမယ်။ဒီနေရာမှာအာဏာတစ်ကိုအလွန်ကြုံဒီမိုကရေစီနဲ့တိဆောက်ရမယ်လို့လှဉ်နှံဓာတ်ထစ်သမားတွေယူဆကြသလိုအကောင့်ထဲပေါ်လို့မရပါဘူး။ရက်ကြီးအုပ်ချုပ်ရေးကစပြီးတည်သူညီညွတ်ရေးတပ်ပေါင်းစုကော်မတီတွေဖွဲ့ရပါမယ်ဒီလိုဖွဲ့စည်းတဲ့နေရာမှာ နယ်မြေကိုတိမ့်ပိုက်ထားတဲ့တပ်ဖွဲ့ဘက်က၃ချိုးတချို့ဒေသခံလူမှုကိုကိုစားပြုတဲ့နိုင်ငံရေးအဖွဲ့အစည်းဘက်က၃ချိုးတချို့နဲ့အမျှော်မြင်ရှိတဲ့ခေတ်ပညာတက်လူငယ်တွေက၃ချိုးတချို့ပါဝင်ရမှာဖြစ်ပါတယ်။ရကြေးအုပ်ချုပ်ရေးကနေတိုက်နယ်၊မြို့နယ်၊ခရိုင်၊ပြည်နယ်အုပ်ချုပ်ရေးအခြေခံအားလုံးမှာပြည်သူနဲ့တော်လှန်ရေးသမားတွေပူးတွဲအုပ်ချုပ်တာကပြည်ထနာကိုအများကြီးပြည်လဲစေမယ်လို့ယုံကြည်ပါတယ်။ လူမျိုးတစ်မျိုးတည်းကလူမျိုးပေါင်းစုံအပေါ်အုပ်ချုပ်တဲ့အခါဘလောက်ကောင်းအောင်ကြိုးစားနေတယ်လို့ပဲပြောပြောတကယ်လက်တွေ့မှာပြဿနာတက်မှာပါပဲဘာလို့လဲဆိုရင်မျက်ကံမျိုးချစ်ဝါဒကိုဝါဒဖြန့်ဖို့စီယုံလုံစော်ဖို့လမ်းဖွင့်ပေးထားသလိုဖြစ်နေပါတယ်တပြေးပြေးနဲ့လူမျိုးကြီးဝါဒကိုအုံမြင့်ချဖို့လဲအခွင့်ရေးပေးလိုက်တယ်လို့ဖြစ်လာပါမယ်။လူမှုတွေကရွေးကောက်တင်မြောက်တဲ့နီးလူမှုပါဝင်မှုကိုအခိုင်အမာအာမခံတဲ့နီး လူတို့ကကိုယ့်ကျမကိုဖန်တီးနိုင်တဲ့နည်းတွေနဲ့ပြည်သူညီညွတ်ရေးတပေါင်းစုအာဏာကိုမတီထောင်နိုင်ခဲ့ရင်ပြည်ထနာကတရင်ကပဲပြည်လဲပါမယ်။ရင်းနေတဲ့အနာမြုံနေတဲ့အနာတွေလိုတမွေ့ငွေ့နဲ့လှိုက်စားပြီးအစစ်စစ်နဲ့ကြိုက်ခဲနာကျင်နေမှာပဲဖြစ်ပါတယ်။လက်ရှိတော်လန်ရေးဟာတံပြန်ထိုးစစ်ကာလအဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ဒါ့ပေမဲ့ယတိပြတ်ထိုးစစ်အဆုံးသက်တိုက်ပွဲအဆင့်ကိုရောက်ပြီလို့မဆိုနိုင်သေးပါဘူး။ ဆရာနာရှင်စနစ်ဟာဂျိုင်းလဲတော့မဲ့အခြေအနေကိုဆက်ရောက်နေပြီလို့ဘတ်တစ်ဖက်ကအကဲဖြတ်နိုင်ပေမဲ့လည်းတခြားတစ်ဖက်ကကြည့်ရင်ဆရာနာရှင်စနစ်ကအားကောင်းကောင်းနဲ့ခုခံကာကွယ်နေသေးပဲဖြစ်ပါတယ်နယ်ဦးတော်လိုင်းရင်အင်အားစုတွေနဲ့လူမျိုးစုလက်နက်ကင်အင်အားစုတွေကအားကောင်းဆုံးအခြေအနေကိုရောက်ရှိနေပြီလို့ဗတ်တဖက်ကအကဲဖြတ်လို့ရပေမဲ့လည်းအခြားတဖက်ကကြည့်ရင်လူမျိုးစုတွေနဲ့နယ်ဦးတော်လိုင်းရင်အင်အားစုတွေကြားမှာမတည်ငြိမ်တဲ့အချင်းချင်းအုပ်စုကွဲမှု သွေးစိမ့်ညီညွတ်မှုမခိုင်မာတဲ့အခြေအနေတွေကဆက်ပြီးရှိနေသေးပဲဖြစ်ပါတယ်။ဒါကြောင့်တော်လိုင်းရေးမှာရန်သူကို အထီးကျန်ဖြစ်စေပြီးကျွန်တော်တို့ဘက်ကတော့ကြီးမားကျယ်ပြန့်တဲ့ညီညွတ်ရေးတပ်ပေါင်းစုကိုတည်ဆောက်ဖို့လိုအပ်နေပါသေးတယ်။ဒါဟာရန်သူကိုမိတ်ဆွေနှဲပါစေပြီးကျွန်တော်တို့ဘက်ကတော့မိတ်ဆွေများများရှိရမယ်ဆိုတဲ့နေပရိရဲ့လမ်းစဉ်တစ်ရက်လည်းဖြစ်ပါတယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဘက်ကအမြင်ကျေမှုလိုပါတယ်။ ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်စည်းရွက်ကလေးတွေကွယ်လို့တော်လန်ရေးအောင်ပွဲဆိုတဲ့မြင့်မို့တောင်ကြီးကိုမမြင်နိုင်လောက်အောင်မိုင်မဲလွတ်တဲ့အဖြစ်မျိုးကိုရှောင်လွှဲရပါမယ်။တော်လန်ရေးအင်အားစုတိုင်းကိုတိုက်တွန်းလိုတာကဆရာနာရှင်စနစ်ရဲ့ဘူရိုကရက်အာဏာနေရာမှာမိမိတို့ရဲ့တော်လန်ရေးအာဏာအသက်ကိုအစားထိုးဖို့လိုကိုလိုအပ်ပါတယ်။ဒီလိုအစားထိုးတဲ့နေရာမှာ ကျင်းမြောင်းတဲ့လူမျိုးရေးအမြင်တွေကိုပြစ်ပယ်ပြီးကျယ်ပြန့်တဲ့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုအာဏာကိုဒီမိုကရေစီနီးနဲ့တည်ဆောက်ကြပါအခုလောလောဆယ်မှာရန်သူကိုချိန်ထားတဲ့သနတ်ပြောင်းဝတွေကိုပြစ်မှတ်ကနေတစ်ချက်မှမရွေ့လိုက်ကြပါနဲ့ကိုယ့်အချင်းချင်းပြန်ချိန်တာပြန်ပြစ်တာမျိုးလုံးဝလုံးဝမလုပ်ကြဖို့တောင်းဆိုချင်ပါတယ်အားကောင်းတဲ့ရန်သူကိုမြင်းတစည်းဓာတ်တလက်နဲ့စွတ်တရော့တိုက်လို့မရပါဘူး ့ဘက်ကမဟာမိတ်တွေအားလုံးလက်တွဲပြီးလက်နက်လူသူအများပြားစုစည်းပြီးမှအားနေတဲ့ရန်သူကို တစုတစည်းတဲ့ဝိုင်းပတ်ချိန်မုံပြရမှာဖြစ်ပါတယ်။နေကုန်းကျောင်းအနေနဲ့ပြောရမယ်ဆိုရင်တော့အခြေခံဒေသအာဏာပြဿနာကိုမှန်မှန်ကန်ကန်ဖြေရှင်းမှသာတနိုင်ငံလုံးရဲ့ပြဿနာဖြစ်တဲ့ဆက်အာဏာရှင်စနစ်ကိုအမြင့်ပြတ်တိုက်နိုင်ပါမယ်။အဆိုပါအခြေခံဒေသအာဏာပြဿနာကို ဖြေရှင်းတဲ့အခါ လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေးအလံကိုအမြင့်မားဆုံးလွှင့်ထူပြီးကျယ်ပြန့်တဲ့အမျိုးသားညီညွတ်ရေးတပ်ပေါင်းစုကိုတည်ဆောက်ကြရမှာဖြစ်ပါတယ်။အဆုံးထိနားဆင်ပေးခဲ့ကြလို့အထူးပဲကျေးဇူးတင်ပါတယ်ရှင်။အရေးတော်ပုံမောက်ချအောင်ရမည်။